ဘိတ်ခရင်ဘလော်မြူနယ်ကဂျေဝါဆနေရွာလာမှာကရင်မျိုးသားစီယုံခရင်ယူလက်အောက်ကတပ်ဖွဲ့ကလူငယ်လူရွယ်တွေကိုစစ်မှုထမ်းခေါ်ယူနေတယ်လို့ဒေတာကန်တွင်နေဒေါ်လာကြီးလှုပ်ရှားမှုမှာပောင်းရသူချိုကပြောပါတယ်ခရင်စုံမှုနေမီထဲဂျေဝါမြေမှာအသက်၁၈နှစ်ကနေ၃၅နှစ်ကြာလူငယ်တွေကိုကရင်မျိုးသားကာကွယ်ရေးတပ်ခရင်တွေကို တိုင်ရင်ခုနှစ်ကတပ်သားတွေခေါ်ယူစုဆောင်နေတယ်လို့ဆိုပါတယ် စမှုတန်တသားတဲ့စူဆောင်းခံရတဲ့ကြေးဝါးတွေထဲထမင်းမစားစေစု လက်ကူတပိုးကတဲ့ကပြလက်ပန်းပြင်းဒွင်းပင်ရှောင်းဇာတိဝင်းမတော်ရေလျံတာကုတ်စားတဲ့ကြေးဝါးတွေပါဝင်နေပါတယ်တရားဆိုရင်စမှုတန်တသားတဲ့ငါအောင်လို့ပြဖို့ ਨੇ စမှုထားမဲ့သူကိုမဲနဲ့ရွေးချယ်ခဲကြရမှာတသားတဲ့အလဲကြသူထွက်ပြေးတိရှောင်းမယ်ဆိုရင် မိမတွေကိုဖမ်းဆီးပြီးစစ်မှုထမ်းသူရောက်လာမှသာပြန်လော့ပေးမယ်လို့ဆိုတဲ့ကြောင်းနတ်ပယုတ်စွာသူကပြောပါတယ်စစ်မှုထမ်းတပ်သားတွေခေါ်ယူဆူဆောင်းနေတာနဲ့ပတ်သက်ပြီးဂရန်ဒီကို တိုင်ရင်ခုနှစ်တိုင်မှုဗမှုကျော်ထုံးကိုဆက်သွယ်မိမြရမှာတော့စစ်မှုထမ်းခေါ်တာမဟုတ်ပေအင်အားစုထားတာဖြစ်ပြီးဂိင်းလူမျိုးတွေကိုသာအင်အားစုဆောင်တာ ဖြစ်တယ်လို့ဆိုပါတယ်အဲ့ဒီကိစ္စနဲ့ပတ်သက်လို့ခရင်ယူ တမ်ဟာလေးဘိတ်တဝဲခရင်အတွင်မှု ဘရိုဆိုအနာဂိုတဝဲဝါစ်ကအစ်ဘလာလေးရဲ့ကလေးကစာပေးဖို့အမိများထားပေမယ့်အစ်ဘလာရှင်မနီကအထီးပြန်လေးဖြစ်ကြတာမရှိသေးပါဘူး